ချိုင်းနိုင်ငံကိုခီးသွားမဲ့သူများမသွားခင်၃ရက်အတွင်းအွန်လိုင်းကနေကြိုတင်ဖြည့်သွင်းထားရတော့မယ် DDAC စနစ်ဟာလီလာတရနေ့ကနေအစတင်တက်ဝင်လာမှာဖြစ်ပါတယ် Thailand Digital Arrival Card ဆိုတဲ့ DDAC ကိုအကြောင်းမျိုးမျိုးနဲ့ချိုင်းနိုင်ငံကိုဝေရောက်ကြမဲ့သူတွေမဖြစ်မနေဖြည့်သွင်းကြရမှာဖြစ်ပါတယ်အရင်ကတော့ Sire Phu Arrival Card ကိုအသုံးပြုခဲ့ကြပြီးတော့အခုနှစ်ကစပြီး Digital နီးစနစ်ကိုအသုံးပြုပြီးဖြည့်သွင်းကြရမှာဖြစ်ပါတယ်လေလံရေလံကုန်းလံဘေးအဝင်ဝင်ဖြည့်ကြရမှာဖြစ်ပြီးမရောက်ခင်၃ရက်အတွင်းမှာကြိုတင်ဖြည့်သွင်းထားရမယ်လို့လည်းဆိုပါတယ် online form ဖြည့်သွင်းတော့မယ်ဆိုလို့ရှိရင် passport နဲ့လက်မှတ် hotel booking စတာတွေကိုကြိုတင်ပြင်ဆင်ထားရှိဖို့လိုအပ်ပြီးအမည်၊မွေးနေ့၊နိုင်ငံသားနဲ့ခီးစဉ်တွေကိုဖြည့်သွင်းကြရမှာဖြစ်ပါတယ်။ဒါ့အပြင်လေယာဉ်ဆိုင်ရောက်တဲ့နေ့ထိုင်းမှာနေထိုင်မဲ့လိပ်စာတွေကိုပါဖြည့်သွင်းပေးဖို့လိုအပ်ပါအောင်မယ်။ကျန်းမာရေးနဲ့ဆိုင်တဲ့မိခွန်းတချို့လည်းပါဝင်လာမှာဖြစ်ပါတယ်။ TDAC ကိုဖြည့်မယ်ဆိုလို့ရှိရင်အရင်ဆုံး Thai Lawak website ဖြစ်တဲ့ tdac.immigration.go.th ကိုဝင်ရပါမယ်။ပြီးရင် arrival card ဆိုတာကိုရွေးချယ်ရပါမယ်။ ဖုန်းနဲ့ပြုလို့လို့သူတွေကတော့ QR code ကိုအသုံးပြုပြီးတော့ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ဖြည့်သွင်းတဲ့အခါမှာအချက်လက်တွေကိုတိုက်ပင်လုပ်ပြီးတော့ဖြည့်သွင်းနိုင်တယ်လို့ Passport Information Page ကိုဓာတ်ပုံရိုက်ပြီးတော့လည်းဖြည့်လို့ရနိုင်ပါတယ်။ဓာတ်ပုံရိုက်တဲ့အခါမှာတော့အချက်လက်မှန်မှန်မှန်ကိုတစ်ခါပြန်စစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်။အဲဒီနောက်ကိုယ့်ရဲ့ခီးစဉ်ကိုဖြည့်ပေးဖို့ Trip Information နေရာမှာအချက်လက်တွေတောင်းပါလိမ့်မယ်။ Date of arrival ကိုဆက်ရောက်တဲ့နေ့ Purpose of travel လားတဲ့အကြောင်းရင်း mode of travel ကိုခီးသွားလာတဲ့မျိုးအစား flight number vehicle number စီးနင်းလာတဲ့ယာဉ်အမှတ်စတာတွေပါဝင်လာမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ time မှာနေထိုင်တဲ့လိစာကိုတောင်းပါမယ်။ type of accommodation in Thailand time မှာနေထိုင်တဲ့နေရာမျိုးအစား province district area address အမှတ် hotel name လမ်းစသည်တို့ဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အဲ့ဒါပြီးတော့ပြီးခဲ့တဲ့14ရက်အတွင်းမှာသွားခဲ့တဲ့နိုင်ငံရဲ့ခီးတွေကိုဖော်ပြခိုင်းပါဦးမယ်။ ပို့သွားခဲ့တဲ့ခီးလိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ Hell Declaration ဆိုတဲ့ကျန်းမာရေးဆိုင်ရာချက်ပြုတ်ချက်ကိုလည်းကြောင်းပြပါလိမ့်မယ်။ COVID ကာကွယ်ဆေးထိုးနှံထားတဲ့စားရွက်ရှိသလား၊ဆေးထိုးတဲ့ရက်စွဲပြီးတော့ဆေးထိုးပြီးကြောင်းစားရွက်တွေကိုပုံတင်ဖို့လိုကောင်းလိုအပ်နိုင်ပါတယ်။မိသားစုနဲ့ခီးသွားတာမျိုးဆိုလို့ရှိရင်တော့ Add ဆိုတဲ့ button ကိုနှိပ်ပြီးတခြားသူတွေအတွက်ကိုပါဖြည့်သွင်းပေးလို့ရနိုင်ပါတယ်။နောက်ဆုံးမှာတော့ကိုဖြည့်ထားတဲ့အချက်လက်တွေကိုပြန်ပြီးစစ်ဆေးဖို့တွက်ချင်ပေးပါတယ်။မှားပြီးဖြည့်သွင်းထားတာမျိုးရှိလို့ရှိရင်တော့ Add ဆိုတဲ့ cloud ကိုနှိပ်ပြီးတော့ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ အဲ့နောက်မှာတော့အကြောင်းကြားစာပေးဖို့အတွက်အီးမေးလ်ကိုကြည့်သွင်းရမှာဖြစ်ပါတယ်။အဲ့နောက်မှာ terms and condition ချဲ့လက်တွေကိုသဘောတူကြောင်း tick လုပ်ပေးဖို့အတွက်နေရာပါရှိပြီး submit ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ရမှာဖြစ်ပါတယ်။ကိုပြစ်ထားတာတွေကို download လုပ်ပြီးတော့တခါတည်းသိမ်းဆည်းထားတဲ့သလိုအီးမေးလ်ပို့လာတာကိုလည်းသိမ်းဆည်းထားလို့ရပါတယ်။ ထိုင်းနိုင်ငံဝင်တဲ့အခါမှာတော့နာဝကတာဝန်ရှိသူတွေကိုဖုန်းကနေဖြစ်စီစာရွက်ထုတ်ပြီးတော့ဖြစ်စီပြသပေးကြမှဖြစ်ပါတယ်။ဒီ TDAC ဟာ2025ခုနှစ်မေလတရနေ့အစပြီးတော့မဖြစ်မနေဖြည့်သွင်းကြမှဖြစ်ပြီးအဲ့လိုမဖြည့်သွင်းထားဘူးဆိုလို့ရှိရင်ပြည်ဝင်ခွင့်ကိစ္စကိုလာဝကအစီအစဉ်ပေးမှာမဟုတ်တဲ့ကြောင်းကြေညာချက်ထုတ် བྱ ထားပါရခင်ဗျာဟုတ်ကဲ့ကျွန်တော်တီဟ the traveler ပါ